လူတယောက်နဲ့လူတယောက်နဲ့ကစဆာချင်းအခုခင်မပါဘူးနော်ကျွန်တော်တို့ခက်ကပါနော်စဆာချင်းတွေ့တွေ့ချင်းဂျိုင်းလူချစ်လိုက်ကြစို့ဟေးဆိုပြီးတော့ဘယ်တော့မှချစ်သူမဖြစ်ဘူးတယောက်ကစော့ချစ်တယ်ဗျအဲ့မှာထူးသန်းတာတခုကျွန်တော်ပြောပြမယ်ရည်သားထားပြီးလို့ချင်းအဲ့ကဗျထွက်ကုန်ထွက်တယ်အဲ့ဒါဘာလဲဆိုတော့ဂျေဝင်တဲ့ကဗျဗျ ဒီနေ့ကျွန်တော်တို့ကြပြဆပြီးတော့ပြန်ပြီးတော့ရုပ်ဖို့ပါဗျာဆိုတော့ကျွန်တော်ဘာစဉ်းစားမိလဲဆိုတော့ဒီနေ့တော့ကျွန်တော်တို့ဒီခေတ်ရဲ့အရိုက်ခတ်ကြောင့်ဖြစ်လာတဲ့ကာလာယတကြပြတွေကိုခဏတော့မေ့ထားပြီးတော့ဒီနေ့တော့ကချေရတဲ့ကြပြတွေကိုကျွန်တော်ပြန်ရုပ်ပြပါမယ်အဲ့ဒီကြပြတွေကအာကျွန်တော်တက်သူရောက်ခါစား16နှစ်ဗျာ အဲ့ရှန်ဆက်ပြီးတော့ရေးတဲ့ကြပြားတွေများပါတယ်ကိုရန်ဆယ်တန်းကြပြားတွေကတော့ဟိုမဂဇင်းနဲ့တော့ပါတယ်ဒါမှမဟုတ်ကျွန်တော်မသုံးပြစ်တာများတယ်အဲ့တက်ကတူရောက်တော့16 second 78ပေါ့ဗျာအဲ့16 second 78မှာအကျဉ်းချုပ်ပြောချင်တာကတော့ကျွန်တော်ခေါင်းထဲမှာအတိုင်းပြည်အတွက်တွေပါညာတွေမရှိဘူးဗျာဟိုဘာလဲဆိုတော့အဲ့ချိန်ကလူပြောဘောက်ရွယ်ဆိုတော့အချစ်ပဲရှိတယ်အချစ်စပြီးခံစားရတယ်ပေါ့နော်ခံစားရတော့အဲ့ ်ချက်ကြပြားတွေထွက်တယ်ပဲအဲ့ထွက်တဲ့ကြပြားတွေကိုကျွန်တော်ကအတော်ကြောက်ကလေးပြောလို့ရှိရင်အဲ့တောကချေရယန္နာစာအုပ်ဖြစ်လာတာဗျအဲ့ဒီတက်တူမှာကျွန်တော်18ပတ်ဝန်းကျင်ပေါ့နော်20ပတ်ဝန်းကျင်အဲ့အကျွဲမှာရေးတဲ့အချက်ကြပြားတွေကိုစုပြီးတော့စာအုပ်တောင်းထွက်ဖြစ်တယ်ဗျအကြောင်းသားဘွားမှာအဲ့စာအုပ်တောင်းကမအောင်မြင်ဘူးဗျမောင်မြုံမလှဲရန်ကစာအုပ်ဆန်းကျွန်တော်တို့မျိုးတဲအထိလဲဟိုမပတ်ရောက်ဘူးပေါ့ လက်နာစောင်းစံ3-4ဆန်ရှိတယ်အဲ့မှာတင်ထားတယ်တင်ထားဗောက်ချပေးလိုက်တယ်အဲ့ဒီဗောက်ချနဲ့သွားကျွင်းအထုတ်လိုက်ပြန်ပေးတယ်ငါတချို့ဆိုင်ဆိုလို့ရင်ဟိုထားခိုးပေါ်ကနေပြီးတော့ခဲခဲခဲရှာပေးတယ်အောက်တောင်မထားဘူးဒါမဲ့ဟိုအရင်လောက်ကတော့ပြန်ရတယ်ပြဘာလို့ရလဲဆိုတော့ကျွန်တော်တကယ်ချင်းနေရစောင်းပွေဖက်ပြီးတော့စောင်းတွေကိုပိုက်ပြီးတော့မင်းကိုသွားရောက်နေဗျာအီကိုသွားရောက်နေကော်မလေးတွေအများကြီးရှိတဲ့နေရာဗျာဘီဒီသွားရောက်နေအဲ့သွားရောက်ရင်စွန်သွားတဲ့အတွဲတွေလည်းအများကြီးရတယ် ဒီကောင်လေးဆိုကနာကနာကြီးကောင်စောက်ပြန်ထုတ်ပါအောင်ကထုတ်ပါအောင်ကဆိုလို့အဲအဲအဲလိုအနေထားပေါ့နော်ကျွန်တော်တို့ကတော့ရောက်နေတော့ရောက်မြေရလာတာလဲလဖေးတော့လဲထမင်းစားလိုက်နေကုံသွားတာပဲအဲ့တော့ပါလာတဲ့ကျွန်တော်ဆွဲကြိုးတွေပါတယ်လဲပြုတ်တယ်နောက်ကျွန်တော်တကယ်ချင်းစုဘူးတွေပါတယ်လဲကွဲကုန်တယ်မရှိတော့ဘူးပြပါမအဲအဲ့လိုအနေထားမအောင်မြင်ခဲ့ဘူးပေါ့နော်အဲ့ဒါဟိုစထွက်တာတင်းလောက်မယ်ဗျ1900နဲ့60 6လောက်မှာစောက်ဆက်ထွက်တယ်80ဝင်းကျင်တယ်ပေါ့ဗျာ80ဝင်းကျင်မှာထွက်တယ်အဲတော့ကခြေရဆိုတော့တော့ကခြေရကြီးပဲ series လိုက်ကျွန်တော်73ဘုတ်ရေးပြတယ်ဗျာအဲ73ဘုတ်စောက်ကလေးကျောင်းသားဘဝနောက်ဆုံးစောက်ကလေးပေါ့ဗျာအဲစောက်ကလေးကတဖောင်ပဲရှိတယ်ဗျာတဖောင်ပဲရှိတယ်ဒါပေမဲ့အဲအဲ့တော့မျက်နှာဖုံးကကျွန်တော်ဆရာပေါ်ဦးသက်ကိုဟုတ်တော့ပြီးတော့ဆွဲပေးခိုင်းတာအဲဆရာပေါ်ဦးသက်မျက်နှာဖုံးနဲ့ထွက်တယ် နော်မအောင်မြင်ပါဘူးအဲ့ဒါလည်းမအောင်မြင်ဘူးဒီတိုင်းပဲနေတယ်အဲ့ဒါနဲ့ပြီးသွားပြီပေါ့ဗျာပြီးသွားတော့ကျွန်တော်စိတ်ထဲမှာတော့ဒဏ်ရာကြံခဲ့တယ်ဗျာအဲ့ဒါပါလဲဆိုတော့ဘာဖြစ်လို့ကဗျာဒီလောက်ဈေးကွက်မဝင်ရတာလဲပေါ့ဘယ်သူမှမဝင်ဘူးကျွန်တော်တည်းမဟုတ်ဘူးဘယ်သူမှမဝင်ဘူးတကယ်ဆရာဆရာကြီးတည်းလည်းမဝင်ဘူးအဲ့ဒီခေတ်ကဈေးကွက်ဝင်တယ်ဆိုဆရာဒေါင်းနဲ့ဆွေတယောက်ပဲဟာနှစ်ခါသုံးခါပြန်ထုတ်တယ်ပါလေအဲ့လိုရှိတယ်ဗျာဆိုတော့ကဗျာနဲ့ပတ်သက်ပြီးတော့ကိုယ်ကကဗျာကိုချက်တာပေါ့ဗျာ ဆိုတော့ကိုချစ်တဲ့ကြပြာနေရာပေးမခံအောင်ဆိုတော့စိတ်ထဲမှာနည်းနည်းတော့ခြေကွဲတာပေါ့နော်ခြေကွဲပြီးတော့အတူတူပြောရင်တော့ကျွန်တော်ကလုံချင်းဝိထုတွေရေးတဲ့ချိန်မှာကျွန်တော်စကားပြေစကားမှာတော့ထည့်ပြောဖို့မေ့ကြံခဲ့လာမသိဘူးကျွန်တော်စိတ်ထဲမှာဆုံးဖြတ်ချက်တစ်ခုထားတယ်ငါလုံချင်းပြိတ္တဟာငါကြပြာပြိတ္တဖြစ်ရမယ်ဆိုင်းဆိုင်မဆိုင်ဆိုင်အဲ့ဒီလုံချင်းထဲမှာကျွန်တော်ကြပြာထည့်ဖို့ထည့်တယ်ဟာကျွန်တော်မင်းသားရွတ်ပြန်ပြမယ်မင်းသမီးရွတ်ပြန်ပြမယ်ဟိုအကွက်ဖန်ပြီးတော့ကျွန်တော်ကြပြာတစ်ပုဒ်ထည့်တယ် ဒါပေမဲ့နောက်ပိုင်းကျတော့ဗျာဟိုဥပမာမိုးမခပြင်းနေလို့ဟိုစောစောပြောတဲ့နှင်းစွတ်တောင်ပြန်လေလို့အဲ့ဒါကျတော့ကြပြားနေပြီးတော့ဝိထုဖြစ်သွားတာကျတော့အလိုလိုနေကြပြားနေတဲ့ဝိထုနေကတွဲသွားတယ်အဲ့ချိန်မှာကျွန်တော်ဆောင်ရည်ဝိထုထိတ်ဆုံးရောက်တဲ့အချိန်မှာကျွန်တော်ငါဒီချိန်ကြပြားပြတ်ထွက်ရမယ့်အချိန်ပဲဆိုပြီးတော့သတိရတယ်ဘာလို့လဲဆိုတော့ငါမှပြိသက်ရှိနေပြီ။နော်အဲ့ပြိသက်တွေကိုလည်းကြပြာနဲ့မစင်းအောင်ငါကကြပြာတွေထည့်ပေးပြီးနေပြီ။နော်အဲ့ချိန်ကျရင်ငါကကြပြာထုတ်ရင်ဘယ်လိုဖြစ်မလဲဆိုပြီးတော့ 1986မှာဗျ86 August ထင်တယ်မမရအဲ့မှာနောက်ကြေးဖြစ်တဲ့ series တိုက်ယတနာကဗျာရှိတယ်နောက်ကဗျာအစ်တွေရှိတယ်အဲ့ဒါတွေနဲ့ပေါင်းပြီးတော့တောကချီယာယတနာဆိုပြီးတော့ကျွန်တော်86မှာစထုတ်ဖြစ်သွားပါတယ်ထုတ်ပြီးတော့ဟိုဒုံကြုံပြောမယ်ဆိုလို့ရှိရင်တော့အောင်မြင်သွားတယ်ပေါ့အောင်မြင်တာကကျွန်တော်ဝိထုပရိသတ်ကြောင့်လည်းပဲဖြစ်နိုင်ပါတယ်နောက်ကျွန်တော်ကုသိုလ်ကံတရားကကျွန်တော်ဘက်ကနေပါတာလည်းရှိတယ်ဗျအဲ့ဒါပါလဲဆိုတော့ ဆရာကြီးမင်းသွင်နဲ့ဆရာဦးအောင်သိန်းကျွန်တော်လည်းမမြင်နေသေးဘူးမခင်သေးဘူးလူချင်းမတွေ့ဘူးသေးဘူးအဲ့ဒီအချိန်မှာပေဖူးလာမဂဇင်းအရန်အောင်မြင်တယ်ဗျထိတ်ဆုံးရောက်တယ်အဲ့ပေဖူးလာမဂဇင်းမှာသူတို့ကကျွန်တော်တော့ကချေရကိုဖတ်ပြီးတော့နှစ်ယောက်စလုံးဆောင်းမရတာဗျသမားကျွန်တော်တော့လူချင်းခင်သွားတော့အဲ့ရအိဒါဖွဲ့ကိုဝင်းကြီးတော့ကျွန်တော်မြည်တယ်ဘာလို့ခင်ဗျားတို့တလာတဲမှာအเจ้าညာတုံရဲဆောင်းမနှစ်ပုတ်ဘာလို့ထည့်လဲလို့မေးတော့ ဟာဘယ်ပယ်ရဲမလဲတဲ့ဆရာကြီးတွေဖြစ်နေလို့ထည့်ပေးလိုက်တာအဲ့ဒါဆရာမင်းသုံးဝင်ဆိုလို့ရှိရင်သူကဆေးရုံတက်လာအချင်းဆေးရုံတက်တဲ့အချိန်မှာကျွန်တော်တော့ကချီအားစာအုပ်လေးကိုတဲတော့ကလာပေးသွားလိုက်မယ်အဲ့ဒါလေးဖန်ရနေသူရေးချင်းစိမ့်ပေါ့ကိုရေးလိုက်တယ်ဆရာဦးအောင်တင်းဆိုလည်းအဲ့လိုပဲသူစာအုပ်တော့ကိုသူရတယ်ရတဲ့ခါမှာသူ့ဟာသူရေးလိုက်တယ်အဲ့ဆောင်းမနှစ်ပုတ်ကပါလာတော့ဒုတိယအချိန်ကျတော့အဲ့ဆောင်းကပြကျွန်တော်ပထမဆုံးအချိန်မှာ3000မှထုတ်တာနော်3000ပြက်ခနဲ့ဆိုကုန်သွားပါဗျကုန်သွားမှာကအဲ့3000ထုတ်တဲ့အချိန်မှာ ျွန်တော်လုံချင်းဆောင်ရ6800ဖြစ်နေပြီ။အဲ့ဒါရဲ့ကျွန်တော်ဝိစုပရိသတ်ကတဝက်ပေါ့ဗျာ။အတဝက်ကကျွန်တော်ကြပြပရိသတ်ဖြစ်သွားပြီ။အဲ့အဲ့မှာဒုတိယအကျဉ်းကျရင်တော့ဒီဆောင်းမားတွေကို အမှားအနေနဲ့ကျွန်တော်ထွက်သမျှအကုန်လုံးမှာထွက်သမျှထွက်သမျှအကျဉ်းထဲမှာထည့်သုံးပြသေးဆိုကျွန်တော်ခွင့်သွားတောင်းတယ်။ခွင့်သွားတောင်းပြီးဆိုတော့ကြည်ကြည်ပြူနဲ့ကျွန်တော်ခွင့်ပြုပါတယ်။အဲ့တော့ဟိုပြောချင်တာကဗျာဘာလဲဆိုတော့အခြေ အဲဝေဖန်ရေးဆရာတယောက်ကဗျာအဲအဲ့ဒီကျွန်တော်တောကချီယာပေါက်ကောပေါက်တဲ့အချိန်ကျတော့ဟိုအင်တာဗျူးတစ်ခုမှာဆရာမောင်စင်ဝင်းပတိကွန်ရဲ့တောကချီယာဘာလို့ပေါက်တာလဲဆိုတော့ तू ကလက်ခဏပြောလိုက်တာဗျာဟာအချက်ကဗျာတွေပဲတဲ့ပေါက်တာပေါ့တဲ့ပြောလိုက်တယ်အဲ့တော့ကျွန်တော်ပြန်ဆန်းဆက်ကြည့်တော့ကျွန်တော်ဒီမှာအပိုင်း1 2 3 4 5ဆိုပြီးကျွန်တော်ထည့်တယ်ဗျာအဲ့ထည့်တဲ့အချိန်မှာအချက်ကဗျာတတ်တတ်အချက်ကဗျာစစ်စစ်ပေါ့နော်အဲ့စစ်စစ်က တက်မှန်ထဲတယ်ဗျအပိုင်းတက်အပိုင်းနှစ်မှာအိမ်တော်ကြီးဘဝအဲ့တော့အချက်နဲ့ဘဝနဲ့ရောတာပေါ့နော်အဲ့ဒါအပိုင်းနှစ်ဗျအပိုင်းသုံးကအချက်တွေမပါတော့အဲ့3 4 5တွေပါတယ်မပါတော့မပါတော့အဲ့ဒါတွေကိုကျွန်တော်ပေါင်းချလိုက်တဲ့အချိန်မှာအချက်ကဗျာခုနဟာတွေထက်နည်းနေတယ်ဗျာအချက်ကဗျာများလို့ပေါက်တာမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြန်ပြောချင်တာအချက်ကဗျာလူတွေရင်ထဲကိုပိုရောက်လို့ ဥမာနှစ်ပုတ်တစ်ပဲဖြစ်ဖြစ်မယ်သုံးပုတ်ပဲဖြစ်ဖြစ်ဖြစ်မယ်အဲ့ဒါခုနဆယ်ပုတ်15ပုတ်တဲ့ဒီနှစ်ပုတ်သုံးပုတ်ကပိုရောက်သွားလို့အဒီကပြပေါက်တယ်လို့ပြောခြင်းပြောလို့ရမယ်လို့ကျွန်တော်တော့ထင်ပါတယ်အဲ့လိုပဲနော်အဲ့မှာဘာပြန်ပြီးသတိရလဲဆိုတော့အဲထူးထူးဆန်းဆန်းမြတ်အဲ့ကျွန်တော်ပထမအကြိမ်ဒုတိယအကြိမ်တတိယအကြိမ်လောက်ထိထင်တယ်အဲ့ဒါကဘာလဲဆိုတော့ကြပြာစောက်တော့ထွက်တဲ့အချိန်မှာနော်တိုင်းပြည်ဂျိုးပြုဘယ်နှမုတ်ပါရမလဲဆိုတော့ပတ်စံနဲ့ အဲ့ဒါရှိတယ်ဗျအဲ့မှာကျွန်တော်တဲမှာလည်းပါတယ်ဘာလို့လဲဆိုတော့မဖြစ်မနေရေးရတယ်အဲ့တော့ဟိုဂီတသမားတွေဆိုရင်ကိုနန်ကျော်တို့ဆိုလို့ရှိရင်သတိထားမိလိမ့်မယ်ဟိုထွေင်တဲ့တို့နော်ဟိုဆရာဟိုရင်ဆိုင်တီဆိုင်တို့ဘာလို့ဆွေးမှာလဲပဲအခွေပါတယ်ကျွန်တော်ဆောင်းမတစ်ပတ်မှာဖတ်ဘူးတယ်အဲ့ဒီကိုထွေင်တဲ့နော်အချိုးပြုတ်ကဗျာအချိုးပြုတ်ကဗျာဆိုပြီးတော့ရုတ်တဲ့ရေးလိုက်တာပဲအထောက်ကိုပေါက်သွားတယ်အဲ့ကဗျာအဲ့အဲ့ဒီသချင်းอ่ะပေါ့နော်အဲ့လိုပဲကျွန်တော်တို့မှာလည်းပဲကဗျာစားအောင်ထုတ်ရင်ပတ်စနစ်နဲ့ဗျာ ဥမာအပုတ်တရာမင်းထည့်မှာလားအပုတ်တရာဆိုလို့ရှိရင်10%ဘလောက်ဆိုရင်ဘလောက်ပါစင့်ဆိုထည့်ပေးရတယ်ဗျအဲအဲ့ဒါမျိုးတွေလည်းပဲပါတယ်ဗျဒီတော့ကစီရတော့မှကျွန်တော်တော့ပြန်မဖြုတ်တော့ပါဘူးနောက်ကြိမ်နေမှာအမှတ်အမှတ်တရဆိုပြီးဒီတိုင်းဒီတိုင်းပဲကျွန်တော်ထည့်ပြီးတော့ရေးပါတယ်အဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင်ဗျဒီတော့ကခြေရာရေးတဲ့အချိန်ကကျွန်တော်နှလုံးသားဒီတိုင်းပဲဗျအဖြူပဲဘာမှသိပ်ပြီးတော့မရှိဘူးမရှိကျွန်တော်ရင်နဲ့တကယ်ရောက်လား အဲတကယ်ရောက်ရင်တကယ်ရေးတယ်တကယ်ထွက်လာတယ်အဲ့ကိဗျာထွက်လာပြီးတော့မဂ္ဂဇင်းကပို့လဲပဲပါကြမပါတယ်ဗျမပိုင်လည်းပါဘူးနာမည်လည်းမကြည့်ဘူးလေမကြည့်တော့ကျွန်တော်ရှုမှုရတော့ဘာတော့မှပါတာအချိန်ကပြတယ်ဟုတ်ချင်မှဟုတ်မှာပြကျွန်တော်ရေးတဲ့အချိန်ကပြပါကြမလည်းပါတယ်အဲ့တော့အဲ့အချိန်ကပြမှာမတိချပြန်ပြီးတော့ဆန်းစစ်ကြည့်တဲ့အခါမှာခင်ဗျသူကသူအပိုင်းပိုင်းကွဲသွားတယ်ဗျဘာကွဲသွားလဲဆိုတော့နံပါတ်1ဗျလူတွေ3 timing မှာပဲဘာလို့ဆိုလူတစ်ယောက်နဲ့လူတစ်ယောက်နဲ့ ਆ ဗျ စစချင်းအခုခင်မပါအောင်နော်ကျွန်တော်တို့ခက်ကပါနော်စစချင်းတွေ့တွေ့ချင်းဂျိုင်းလူချက်လိုက်ကြစို့ဟေးဆိုပြီးတော့ဘယ်တော့မှချက်သူမဖြစ်ဘူးတေယောကစောချက်တယ်ဗျဟောယောက်ျားလေးဒါမှမေကလေးအစပထမဆုံးစစိတ်ဝင်စားလိမ့်မယ်အဲ့စိတ်ဝင်စားတဲ့အချိန်မှာတယောက်ထဲပဲဖြစ်နေတဲ့တစ်ဖက်ထဲပဲဖြစ်နေတဲ့အတွက်အဲ့ဒီတိတ်တခိုးဝေဒနာကိုစခံစားရတယ်အာဒေတာအဲ့ဒါနှစ်ယောက်ဆုံးကဟိုအခု ဘားဆိုင်မှာတွေ့မယ်ဗျာဘယ်မှာတွေ့မယ်တွေ့မယ်ဆိုပြီးတော့ okay ဆိုပြီးတော့အခုအခုအဲ့လိုမျိုးမဟုတ်ဘူးဟာကျွန်တော်တို့ကအဲ့လိုယောက်ျားလေးအများသောအဖြစ်မလားယောက်ျားလေးကစပြီးတော့စိတ်ဝင်စားတော့ဗောနော်စိတ်ဝင်စားကောမလီကတော့ဟိုကျွန်တော်တို့အရက်စကားနဲ့ပြောရင်တော့ဒါသူမသိငါဘိုးကိစ္စဗောနော်သူကတော့မသိငါကတော့ဘိုးနေပြီဆိုတော့နော်အဲ့အဲ့အနေထားမှာဝေဒနာစရတယ်ဗျာအဲ့ဒါပါလဲဆိုတော့တိတ်တခိုးဆိုဝေဒနာနော်အဲ့အဲ့တိတ်တခိုးဖြစ်နေတဲ့အချိန်မှာဘယ်တော့မှခင်ဗျာ ဟိုချစ်သူရဲ့သဘင်လေးကအနံ့လေးကဘလို့သိမ်းမြော့ဘာညာနို့မရှိဘူးဗျဘာလို့လဲဆိုတော့ तू ရင်ထဲမှာ तू တယောက်တည်းပဲတစ်ဖက်သက်ဖြစ်နေတဲ့အကြောင်းပဲ तू ခံစားပြီးရေးတာဗျအဲ့မှာနံပါတ်1ကျွန်တော်တိတ်တခိုးဆိုရက်ကဗျာလေးကျွန်တော်စရွတ်ပြเนาะအဲ့ဒီကဗျာကိုခမောင်တို့ series level ခေါင်းစဉ်နေနဲ့သူ run လုပ်ပြီးတော့ဟိုတိုက်တဲ့ sound နေနဲ့သူလောက်သွားတယ်အဲ့တော့သူတို့တခြင်းရဲ့ melody နဲ့တော့ ကဗျာမယ်လို့ရေတူမှာမဟုတ်ပါဘူးနော်အဲ့တော့ကျွန်တော်အဲ့ဒါလေးစပြီးတော့ရွတ်ပြပါမယ်ခေါင်းစဉ်ကတိတ်တခိုးပါပန်းပွင့်နေဆိုတာကသဘာဝပါခင်အလှကြည့်ခံရင်လို့ပန်းစင်ပါစေရည်စူးပြီးဖူးပွင့်မစင်ခင်ကြိုက်ရင်အညာကိုချိုးခင်မြတ်နိုးရင် န်းခြင်းပန်ပေါ့မပန်းခြင်းခင်မကြိုက်တော့လဲတက်လိုက်ပေါ့နော်ခင်ဆင်ញင်မဆင်မာတော့ခင်ရယ်မမြင်လို့ပဲဖြစ်ဖြစ်မကျင်လို့ပဲပြစ်ပြစ်တိရက်ကျိုးတိရက်ကြားမှာခင်သွားရင်ရနံပြေးခင်မှွေးရင်စိတ်ပျော်ရွှင်လို့ခင်မမြင်ခင်မကြည့်ပေမဲ့ ခင်သိရင်စိတ်ကျေနပ်ပါရဲ့ရွက်ချက်ဆိုကြိုအကြမှာပဲခင်ပွင့်သွားတာပေါ့ဒါတိတ်ကိုဆိုရဲခဗျာနော်အဲ့ဝေနာခံစားရတဲ့အချိန်မှာကျွန်တော်ဘယ်မှာချက်သူမရှိမရှိနိုင်ဘူးလေအကျွန်တော်ကလာတစ်ဖက်သားဖြစ်နေတဲ့အချိန်နော်အဲ့လိုခဗျာလေအများကြီးထွက်တယ်ဗျာအဲ့ဒါရင်ထဲကနေပြီးတော့တကယ်ကိုထွက်လာတဲ့ခဗျာမျိုးနောက်တစ်ပုတ်လည်းရှိသေးတယ်ကျွန်တော်အဲ့ဒီဒိတ်တခိုးနဲ့ပတ်သက်တာနောက်တစ်ပုတ်လည်းရှိသေးတယ် ရှိတော့ရရတယ်ဗျာကျွန်တော်ကလည်းဘယ်တော့မှကျွန်တော်ကဗျာလေးကျွန်တော်အလွန်မရဘူးဗျာအလွန်မရတော့ဟိုဆံမမကျူးဟိုရရထဲမှာပါလိမ့်မယ်ဆင်မမသူကရွတ်တယ်သူကကျွန်တော်ကဗျာလေးကြော်ရွတ်တယ်ကျွန်တော်အောက်ရောက်လို့ရှိရင်ကျွန်တော်ကသူ့အမြန်ပြင်ပေးမလားကျွန်တော်ကလွန်မရသူ့လောက်တော့မရဘူးဖြစ်တယ်အခုနောက်တစ်ခုကတော့ကချီယာ90ဆိုကြဗျာဗျအဲ့တော့ကချီယာ90ကလည်းခုနအဲ့တခုဝင်တာပဲအဲ့တိတ်ခုဝင်တာဒီတော့လိုက်ရှာအများကြီး တွေ့လိမ့်မယ်နော်အဲကျွန်တော်ရုပ်ပြပါမယ်ခေါင်းစဉ်ကကျွန်တော်ကတောကချီယာကို series နဲ့ရေးတော့ဒါနံပါတ်6ပါတောကချီယာ6ဟာဘယ်သူမြင်ဘယ်သူသိမှာလဲသူရှိတယ်ကိုရင်နဲ့အမြင်ကြီးတွေ့အရေးကလေးလိုအစဉ်6သူရဲ့စိတ်အတွေးကိုတမင်နှောက်ထားလာသခင်ရောက်ပါလို့တဝဲလေလေငွေလာတာအရေးထိုးရင်လဲ နွေညမှာအဲ့ခိုးပြန်ပေါ့စိတ်ဆိုးဟန်တမင်လွှဲပြင်မဲ့ရင်ထဲကအရိပ်ငယ်စိတ်ွယ်လို့ပျောက်မသွားအစင်ဝေးပြီပဲရင်မအေးအောင်မနှိပ်စက်ပါနဲ့အဲ့ပြက်ခါနေမရအောင်နှွေညကိုကျင်စာတိုက်သူရဲ့စိတ်ကြိုက်တယ်လို့ခွာခွာနေပေါ့မာယာရီအစင်ခွဲကရင်ထဲမှာခြေရမချန်နဲ့ ဝေဒနာတံအရေးခွာချလို့အချက်အိပ်ပြရစီလားဒါဒါဟိုတိတ်တခိုးနဲ့သူကလက်မခံတဲ့သဘောပေါ့ဗျာအဲ့မှာအဲ့လိုဟာမျိုးတွေထွက်တယ်ဗျာအဲ့ဒါကျွန်တော်ပြောချင်တာအဲ့ချိန်မှာခင်ဗျာအချစ်ဝူးတို့ဘာလို့မထွက်ဘူးဗျာမနွယ်တို့ဘာလို့မထွက်ဘူးဗျာဘာလို့လဲဆိုတော့ချစ်သူမှမရှိသေးတဲ့နဲ့ဘလို့မှအချစ်ဝူးမထွက်နိုင်ဘူးဟာအဲ့တော့ဒီကိစ္စမျိုးတွေတော့ကချေရတယ်မှာပါပါတယ်အဲ့တော့နောက်တစ်ပတ်ကျွန်တော်ဆက်ပြီးတော့ now the center of your job, Jesuit Imam. Mm-hmm.